တာလီစွာပါကြောက်ဖြူဒေတာကစီမံကိန်းတွေကြောင့်လေယာမြေသိမ်းဆီခံရတဲ့တောင်သူတွေဟာအလုတ်လက်မဲ့ဖြစ်နေတဲ့အကြောင်းကို Leury FM ဝိုင်းတော်သားကေစုကတင်ဆက်ပေးမှာဖြစ်ပါတယ်မိုးစပါးဆိုင်ပြို့ဖို့တောင်သူတွေမျောလင့်စောင်းဆိုင်နေတယ်။မိုးသီးမိုးပေါက်တွေဟာမုတ်တုံနေတဲ့အတူပြီးခဲ့တဲ့ဇွန်လအစောပိုင်းမှာပဲရခိုင်ပြည်နယ်နေရအတော်မြတ်မြတ်မှာရွာသွန်းဖြိုးခဲ့ပြီဖြစ်ပါတယ်။လွယ်ကွက်တွေမှာပြည့်ရှံနေတဲ့မိုးရေတွေဟာ အနိုင်အမြင်ရှိနေတဲ့လေကစင်းရိုးတွေကနေသွသွင်းသွင်းစည်းစင်းနေကြသလိုတောင်သူတွေဟာလည်းထွန်ရက်စိုက်ပျိုးနိုင်ဖို့အတွက်မိမိလဲခွက်တွေကိုလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းမြင်းသားမြင်းမကျင်ရဆိုသလိုပဲထွန်ရက်စိုက်ပျိုးခွင့်မရတော့တဲ့မိမိလဲခွက်တွေကိုကြည်ပြီးတော့ဒီလိုအချိန်ဒီလိုရာသီကို ရောက်တိုင်းခံပြင်းနာကြီးစိတ်တွေဖြစ်ပေါ်နေရတဲ့တောင်သူတွေဟာကြောက်ဖို့မြို့နယ်နေရာအနှံ့အပြားမှာရှိနေပါတယ်။ ရွှေသဘာဝတန်းဝင်တဲ့ရေနံပိတ်လိုက်လို့လူသိများကြတဲ့စီမံကိန်းမှာကြောက်ခုမြို့နယ်ကလေယာမြေအမြောက်အများတင်းဆဲခံရပြီးတော့အဲ့ဒီလိုတင်းဆဲခံရတဲ့တောင်သူတွေဟာမိမိလေကွက်တွေကိုထွန်းရစ်စိုက်ပျိုးခွင့်တွေလက်လွတ်ဆုံးရှုံးခဲ့ကြရတာပါဒီလိုလေယာတွေတင်းဆဲခံရတဲ့အထက်မှာကြောက်ပြူမြို့နယ်မလကျွန်းကြီးွာကဥထွန်းအေးလေးပါဝင်ခဲ့ပါတယ်ကျွန်တော်မှဟင်းသီးမလေကွက်တွေအလုံးကြီးပေါ်ပိုင်လိုင်းအတွာအသိခံလဲရရယ်အခုအလုတ်ကန်လေးအတေကြမဟင်းဇီယောင်းဝင် ခန်သီဝငုံသီဝရန်ချရီယာဆိုင်စနီယာယေကလေးလေမလို့ဆိုတော့ဟာမိသဇူဇဝဲနေတဲ့ဖုံလုံးမိသဇဝဲနေတော့ခါကတိကအခုရှိမှာမြောက်ကြီးယာရံမေဒီမှာလူခွန်အားစီဆောင်ဟန်ဦးထွန်းအေးဟာနှစ်ပေါင်း40ကျော်အထိလေယာမြေလုံငန်းကိုအဓိကထားပြီးတော့မိသားစုစာဝတ်နေရေးကိုဖြည့်ရှင်းလာခဲ့သူပါဒါပေမဲ့လည်း သူပိုင်ဆိုင်တဲ့လေ3ဧကလောက်ဟာပြီးခဲ့တဲ့2010ခုနှစ်မှာပဲစီမံကိန်းအတွက်တင်ဆက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။လေရလုံးကလွှဲရင်တခြားအလုတ်ကန်ရှားပါတဲ့ကြီးလက်ဒေသဖြစ်တာနဲ့အညီသူ့ရဲ့မိသားစုစောင့်ဝင်နေရတာလည်းကြက်တဲခက်ခဲလာမှုတွေကိုရင်ဆိုင်နေရတာမို့လို့ဒီလိုထွင်းရဲ့စိုက်ပျိုးရှင်ရာသီရောက်တိုင်းခံပြင်းနာကြီးစိတ်တွေဝင်လာမိတယ်လို့သူကပြောပါတယ်။ကျွန်တော်ပိုင်တော်သူတော်သတိမှလေရမေကိုအဓိကထားလို့ဝန်ဆောင်ဝန်ဆောင်ဖိရှိုင်းခဲ့တော့ နေရာမမလောလို့အခုချိန်မှာဇဝဲနေသည့်အဆမပေးလိုက်ရဒေရှင်လေယာလုံးခုံဝဲမှုတ်သည်ဆိုပြီးတင်းစစ်ခံလိုက်ရရလေကြီးကိုသတိရရရေကလေးလေကီလိုတော်နာမင်းလေယာမြေတွေတင်းဆက်ပြီးတော့ဖော်ဆောင်နေတဲ့ရွှေသဘာဝတောင်ခွေနဲ့ရေနံပိတ်လိုက်စီမံကိန်းဟာပြီးခဲ့တဲ့2010ခုနှစ်ကနေအစပြုခဲ့တာပါဒီရေနံနဲ့သဘာဝတောင်ခွေပိတ်လိုက်စီမံကိန်းဟာကျောက်မြို့နယ်ကနေစတင်ပြီးတော့အမ်းမြို့နယ်မကွေးနယ်မန္တလေး ရှမ်းပြည်နယ်ကိုဖျက်ပြီးတရုတ်နိုင်ငံအထိပိုက်လိုက်နှစ်လိုင်းသွယ်တန်းထားတဲ့စီမံကိန်းလေးဖြစ်ပါတယ်။ဒီစီမံကိန်းဧရိယာမှာကြောက်ပြုံမြို့နယ်အတွင်းမလာကျွန်း၊ပြိုင်းစိတ်ကေ၊ကန်နီ၊မိချောင်းတက်၊မဒေးကျွန်းစတဲ့ကြေးရွာပေါင်း20လောက်ပါဝင်ပါတယ်။ဥထွန်းရေးလိုပဲနောက်ထပ်လေယာဉ်တွေဆုံးရှုံးသွားတဲ့တောင်သူတွေကလည်းကြေးရွာမှာအများအပြားရှိလို့နေပါသေးတယ်။ ကျမဆိုရင်ကျမတိုင်တာနဲ့ကလည်းအိတ်ကဝက်လောက်ပါတိတ်နေပါသွားပါတယ်ဒီရွာရဲ့တိုင်တာနဲ့ဆိုရင်တော့လူဦးရေ20ကျော်လောက်ပါသွားတယ်လို့ပြောပြောတင်ကြပါတယ်ဒီပိုက်လိုင်းအတွက်အသိခံရရတယ်လို့ပြောလို့ပြောလို့ရပါတယ်ဒီလေရီကိုမြင်နေရပြီမယ်ကျမတို့မှာဘာမှလုပ်ပိုင်ခွင့်မရှိဘဲနှမျောတဲ့စိတ်နဲ့ဒီတိုင်းကြည့်နေရပါတယ်ကန်းဒီကြီးရွာကအမျိုးသမီးတူဦးကအခုလိုပြောကြားခဲ့တာပါဒီစီမံကိန်းတွေထဲမှာကြောက်ပြူမြို့နယ်ကနစ်နာသွားတဲ့တောင်သူဦးရေအကြီးတွေဟာ200ထက်မနည်းရှိပြီးတော့ တင်းဆက်ခံလိုက်ရတဲ့လေယာဉ်မြေအေကတွေဟာလည်းထောင်းထဲရှိရှိနေတယ်လို့စီမံကိန်းအရေးစောင့်ကြည့်လေ့လာသူတွေစီကနေသိရတယ်လို့အဲ့ဒီလေမြေတွေကိုပိုင်ဆိုင်တဲ့တောင်သူတွေဟာလည်း2010ခုနှစ်ကနေစပြီးတော့လေယာဉ်လုပိုင်ခွင့်တွေပျောက်ဆုံးခဲ့ရတာပါလေယာဉ်မြေတွေကိုတင်းဆက်တဲ့အခါမှာအာနာပိုင်တွေဟာရော်ကြီးအနေနဲ့လက်တအေကကိုငွေကျပ်ဆက်ချက်သိမ်းတဲ့သိန်း20ကျားတတ်မှပြီးတော့2ပေါင်း30စာအတွက်သိမ်းဆဲခဲ့တာလို့သိရပါတယ်။ဒီရောကြီးငွေဟာ2 30စာအတွက်ကို အသာထားအောင်တော့သုံးနှစ်စာအတွက်တောင်ဘူးလုံးမှု မရှိဘူးလို့မလမလကျွန်းကြီးရွာကနောက်ထပ်တောင်းသူတို့ဖြစ်တဲ့ဥတီဝင်းကပြောပါတယ်သူတို့ပေးတဲ့ပတ်စံကတနည်းစာတော့ဖူလုံတဲ့ငွေမဟုတ်ဘူးလေကအများကြီးတင်းခံရလို့ငွေအများကြီးရလိုက်တဲ့သူတချို့ရှိပေမဲ့လေသမားဆိုတော့အဲ့ငွေတွေကိုဘမမအတုံးမချတတ်ဘူးတချို့ကအိမ်ဆောက်တယ်တချို့ကဆိုင်ငယ်တွေဝယ်တယ်ဒီလိုနဲ့ပဲအဲ့ဒီငွေတွေကအခုဆိုရင်ဘာမှတော့မကြံတော့တယ်လို့လေရမြေတွေဆုံညုံသွားတာပဲအဖက်တင်တယ်လေတေးကောငွေကျက်စစ်ချစ်သိမ့်တဲ့ သိန်း20ကျသတ်မှတ်ထားတဲ့ရောကြီးငွေဟာတောင်သူတွေဘက်ကတောင်းဆိုတော့မဟုတ်ပဲနဲ့အာဏာပိုင်တွေဘက်ကတစ်ဖက်သက်ဆုံးဖြတ်ခဲ့တာဖြစ်တဲ့အပြင်ဒီရောကြီးငွေတွေရဖို့ကိုလည်းတောင်သူတို့ချို့ဟာနှစ်နှစ်လောက်အထိစောင့်ဆိုင်ခဲ့ရတယ်လို့ဆိုကြပါတယ်။အာဏာပိုင်တွေဟာရောကြီးတံမှုကိုဒီလိုတစ်ဖက်သက်ဆုံးဖြတ်ခဲ့တဲ့အပြင်အကြက်ကန်ရင်းချောင်မှုတွေနဲ့လေယာမီကိုဆွန့်လွတ်ဖို့အတင်းလက်မှတ်ထိုးကမ်းခဲ့တယ်လို့လည်းတောင်သူတွေကပြောဆိုကြပါတယ်။ဒီလိုတောင်သူတွေနဲ့ဆုံးရှုံးနှံ့နှံမှုတွေအပါအဝင်စီမံကိန်းရဲ့အကျိုးအမြတ်ကို ဒေသခံတွေစီခွဲဝေရေးနဲ့ပတ်သက်ပြီးတော့ကြောက်ပြုံမြို့နယ်အတွင်းမှာဆန္ဒပြတောင်းဆိုမှုတွေဟာလည်းသုံးကြိမ်ထဲမှနေဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့လေယာလဲရှုံးငွေလဲဆုံးမဲ့အရှင်တွေကိုတောင်သူတွေကနားလေရိတ်စားမိခဲ့ကြတာမို့လို့ဦးထွန်းရဲ့အပါဝင်တခြားနဏသူတွေဟာလည်းကုမ္ပဏီကဆုံးပြတ်ထားတဲ့ရောကြီးကိုပဲလက်ခံကြရပါတယ်။အဲ့ဒီရောကြီးငွေဟာအသက်မွေးဝမ်းကြောင်းတစ်ခုလုံးဆုံးရှုံးခံလိုက်ရတဲ့တောင်သူတွေအတွက်တော့ မမြတ်တဲ့နိုင်ထက်စီးနှမှုသာဖြစ်တယ်လို့ဥထွင်းရပြောပါတယ်။လေကမြကင်းဟင်းလူလူတိဆိုကတေကနေကအသင်ခံလဲဆိုကအမြကင်းမနိုင်တာဆိုကလေးလေနေငေလောက်ဟင်းကျွန်တော်တို့ကြတိဘောတခွန်တို့ဆုံးရှုံးခံလဲဆိုဖိုက်တယ်။ငိုးမေဇာဖန်နေလေလို့တော့အနောက်လောက်ကလေးကောမှနိုင်ဖို့30ပေးမှမောင်းလေကိုပယ်ဖို့ရရှိကြမှာဝင်လာခဲ့လို့ပြောတယ်။ဒါပြင်အဲ့ဒီပိုင်းလိုက်အနည်းကိုလဲပိုင်းရှင်ဖြစ်တဲ့ တောင်သူတွေကိုလည်းဝင်ရောက်တားမြစ်ထားသလိုပိုင်လိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့သတင်းဌာနတွေမှာအင်တာဗျူးဖြေဆိုခဲ့တာတွေကိုတွေ့ရင်လည်းဖမ်းဆီးထိန်းသိမ်းခံရမယ်လို့စစ်ကောင်စီကရှင်းလျှောက်ထားတဲ့အကြောင်းကိုသူကဆက်ပြီးတော့ပြောပါတယ်။ခုစုကရောက်ပလက်တချောင်းမှာစစ်ကောင်စီကစစ်ကောင်ထုတ်သည်ဟင်းအခုအန်တာဗျူးဖြေဆိုတော့မှကိုယ်ကိုစိုးရင်ရတယ်။တကယ်တော့အဲ့ဒီစီမံကိန်းတွေထဲမှာတရုတ်၊မြန်မာ၊ကိုရီးယားအိန္ဒိယနိုင်ငံတွေကအစုရှယ်ယာအသီးသီးပါဝင်ထားကြတာပါ။ အဓိကရှယ်ယာကိုတော့50.9%အထိတရုတ်အမျိုးသားပိုင်ရေနံကော်ပိုရေးရှင်း CNBC ကပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဒီစီမံကိန်းတွေထဲကသဘာဝတက်ငွေရာဆိုရင်2023ကနေစပြီးတော့နှစ်စဉ်12ဘီလီယံကုဗမီတာတင်ပို့နေတာပါ။ရေနံကတော့2019ခုနှစ်ကနေစပြီးတော့နှစ်စဉ်တန်ချိန်73တန်းထက်မနည်းတင်ပို့နေတာဖြစ်ပါတယ်။ဒါကြောင့်ဒီစီမံကိန်းတွေဟာတရုတ်အတွက်အဓိကအကျိုးမြတ်ဖြစ်ထွန်းစေသလိုမြန်မာအာဏာပိုင်တွေအတွက်လည်း ဒေါ်လာဘီလီယံနဲ့ရှိတဲ့ငွေကြေးအကျိုးမြတ်ကိုနှစ်စဉ်ရရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီစီမံကိန်းတွေအတွက်ဒေသခံတောင်သူတွေရဲ့လေယာမြေတွေကိုမတန်တဆပိတ်ဆက်စတဲ့ခဲ့ရပြီးတော့ထုံရစိုက်ပျိုးခွင့်တွေပျောက်ဆုံးသွားခဲ့ရတယ်လို့မိကျောင်းတဲ့ကြီးရွာသားဦးမြင့်သိန်းကပြောပါတယ်။အင်ဂျာသားတွေနဲ့မြန်မာစစ်တပ်ကောင်းစားကိုကျွန်တော်တို့ဒေတာခံတွေကမဖြစ်ဆက်လောက်ရောကျင်းတဲ့လေယာဉ်မြေတွေကိုပိတ်ဆက်တည်တည်ခံလိုက်ရတာပဲဖြစ်တယ်။စီမံကိန်းရရှိတဲ့အကျိုးကျေးဇူးဆိုလို့ကျွန်တော်တို့အတွက်ပြဆရာတစ်ခုမှမရှိဘူး။ တကယ်တော့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်စေပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြစ်စေစီမံကိန်းတစ်ခုစတင်တော့မယ်ဆိုရင်တဘောပေါင်းရှင်ထိခိုက်နိုင်ရှိဘေးဒဏ်ဆိုးကျိုးတွေနဲ့ဒေသခံတွေရဲ့နေနာဆုံးရှုံးမှုအခြေအနေတွေကိုဆန်းစစ်အဖြေရှာပြီးမှပဲပြုလုပ်ကြရတာပါဒါပေမဲ့လည်းဒီစီမံကိန်းအကျိုးဆက်ကြောက်ဖြစ်ပေါ်လာနိုင်တဲ့တဘောပေါင်းရှင်ထိခိုက်မှုဆိုင်ရာတွေကိုလက်ရှိအတွေ့ရရေရှည်အတွက်ပါပွေလေးမြင်သွားစာရှပြထားတာမျိုးမရှိသေးပါဘူးအလားတူပဲနေနာသွားတဲ့တောင်သူတွေအတွက် လေယာမြေတွေကိုပြန်ပြီးတော့အစားထိုးပေါ်ဆောင်ပေးတာမျိုးမရှိခဲ့သလိုတခြားအစားထိုးလုပ်ငန်းတွေဖန်တီးတာမျိုးလည်းမရှိသေးပါဘူး။ဒါကြောင့်လို့လေယာမြေတစ်ခုအထဲကိုသာလုတ်ကင်နေကြရတဲ့တောင်သူတွေအတွက်စောင်းဝင်နေရဲ့အကြက်တဲတွေဖြစ်ပေါ်ခဲ့ရတယ်လို့ရည်ရည်အတွက်လည်းမိသားစုအနာဂတ်ပေါ်ရတဲ့မအေးဖြစ်ရတယ်လို့သူကဆိုပါတယ်။ဆော့ဝဲနေရေးပြလုံးမင်းလို့အခုရှိမှလုံမွေးဒီမှာလေးအောင်းနေလာရ။ညမှာခက်ကတိကမင်းစုတီတော့ခက်မလီကိုပေါန့်ထန်ရန်ကုန်ဆုံရှင်လခပြီ။ နေရာဒီအစားအာတခုဘက်ပိုင်းအစားတို့ဖော်ဆောင်ပြီးစမျိုးဒီလုပ်ပစီချောင်းရယ်တကယ်တော့ကြောက်ကူဒေတာကလေယာမြေတော်တော်များများဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဘိုးစင်ပေါင်းဆက်ကိုတူကိုထစနစ်နဲ့ဖော်ဆောင်ခဲ့ကြရတာဖြစ်ပြီးတော့မျိုးရိုးစင်ဆက်လက်ဆင်ကမ်းလုပ်ကင်လာခဲ့ကြတာပါဒါပေမဲ့လည်းလေယာမြေတွေတိမ့်ဆက်ခံလိုက်ကြရတဲ့တောင်တူတို့ချို့မှာတော့သူတို့ရဲ့မျိုးဆက်တွေကိုပြန်လည်လက်ဆင်ကမ်းဖို့လေယာမြေတွေမရှိတော့သလိုတောင်သူမျိုးရိုးဆိုတဲ့ဂုံပုတ်ဟာလည်းဒီစီမံငယ်ရဲ့အောက်မှာနက်မြုပ် ွားခဲ့ရပြီလည်းဖြစ်ပါတယ်။ဒီဆောင်မကိုဆောင်မရှင်မင်းတဲ့အင်က ရေးသားပေးပို့ထားပြီးတော့ကျွန်တော်ကေစုကဖတ်ပြထားတာပါ။ဒါပြင်ဒီဆောင်မမှာပါဝင်တဲ့အတန်တွေကိုဒေသခံတွေရဲ့လုံခြုံရေးအရှင်တွေရောက်လို့လေဥရီအဖန်ဝိုင်းတော်သားတွေကအစားထိုးဖက်ပြထားပါဗျ။ဒီစီစဉ်ကိုတော့အောက်တန်နယ်စင်နဝါ EGN ကပံ့ပိုးပေးထားပါဗျ။ လေရီ FM ရဲ့ရခိုင်သတင်းအစီအစဉ်ကိုမြစိမရေဒီယိုကတဆင်အပတ်စဉ်ကြာတာပြီးနေတိုင်းလေလိုင်းပေါ်မှာနားဆင်နိုင်ပါတယ်။ဒါပြင်နေ့စဉ်ရခိုင်ပြည်နယ်နဲ့ update သတင်းတွေကိုတော့လေရီ FM ရဲ့ Facebook, Website နဲ့ YouTube Channel တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။